ခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မော်စကိုမြို့မှာကျင်းပမဲ့280ပြည်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအခမ်းအနားတက်ရောက်ရန်မကြာမီရပိုင်းတွင် နာဆာကဥက္ကဋ္ဌရုရှားနိုင်ငံသို့တောင်းရောက်မယ်ဆိုတဲ့သတင်းအင်္ဂလိပ်ဒေသကြီးငလင်းဘေးတင်ရှေးဟောင်းလက်ရာအဆောက်အဦများနဲ့အင်ဂျီများမဖြိုဖျက်ရပဲတက်မှတ်ပြင်ဆင်နိုင်ရေးပရိုက်တပ်ဖွဲ့များကကူညီဆိုတဲ့သတင်း2015ခုနှစ်မှ2024ခုနှစ်အထိမိလောင်မှုအကျဉ်းရေး 18000ခန့်ဖြစ်ပွားခဲ့ပြီးကြက်192ဘီလီယံကျော်ဆုံးရှုံးကတစ်နှစ်လျှင်လူ100ခန့်တေဆုံးဆိုတဲ့တဲ့အိန္ဒိယနဲ့တဲမှမှုမြင့်တက်နေချိန်မှာပါကစ္စတန်စစ်တပ်ကနှစ်ရက်အတွင်းဒုတိယအကြိမ်မြောက်ဒုံးကျည်စမ်းသပ်မှုပြုလုပ်ဆိုတဲ့တဲ့ယူရိုပါလီမှာပိုဆွဲတဲ့အသင်းအားချန်ပီယံလိဝင်ဝင်ပေးသည့်စီမင်းကိုဖျက်သိမ်းသင့်သည်ဟုအာဆီယံဝင်ကပြောကြားဆိုတဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးတဲ့တဲ့ပုံအနေနဲ့ မော်စကိုမြို့မှာကျင်းပမဲ့280ပြည်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအခမ်းအနားတက်ရောက်ရန် မကြာမီရပိုင်းတွင်နာဆာကဥက္ကဋ္ဌရုရှားနိုင်ငံသို့တွားရောက်မယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံသမ္မတရဲ့ဖိတ်ကြားချက်အရမော်စကိုမြို့မှာကျင်းပမဲ့280ပြည်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအခမ်းအနားတက်ရောက်ဖို့မကြာမီရပိုင်းတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုတွားရောက်မယ်လို့သိရပါဗျာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်မဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်ဖို့အတွက်မကြမီရက်ပိုင်းအတွင်းရုရှားဖက်ဒရေးရှင်းနိုင်ငံကိုနာဆာကဥက္ကဋ္ဌသွားရောက်မယ်လို့သိရပါဗျ။ အဆိုပါကြည်ကြည်ခီးစဉ်အတွင်းမှာနာဆကဥက္ကဋ္ဌဟာ1941 1945မဟာမျိုးချစ်စေပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်အခမ်းအနားနဲ့ဆက်ဆက်အခမ်းအနားတွေကိုတက်ရောက်တာအခမ်းအနားကိုတက်ရောက်လာတဲ့နိုင်ငံကောင်းဆောင်တွေနဲ့တရားတွေ့ဆုံဆွေးနွေးတာတွေဆောင်ရွက်သွားမယ်လို့သိရပါတယ်ချစ်ကြည်ရေးခီးစဉ်အတွင်းနှစ်နိုင်ငံအစိုးရနဲ့ပြည်သူတွေအကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာတွေနဲ့ကဏ္ဍပေါင်းစုံမှာမဟာပြူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေပုံမှန်တိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမယ်လို့သိရပါဗျ။ အလားတူနောက်ဆောင်ကဥက္ကဋ္ဌရဲ့ဇနီးဒေါ်ကျူကျူလာဟာလည်းရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌရဲ့ဖိတ်ကြားချက်အရနောက်ဆောင်ကဥက္ကဋ္ဌနဲ့အတူတဘာတဲ့တွားရောက်မှာဖြစ်ပြီးခီးစဉ်အတွင်ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်သွားမယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အင်းလေးဒေတာရှိငလင်ဘေးသင့်ခြေဟောင်းလက်ရအဆောက်အဦများနဲ့အင်ဂျီများမဖြူပြက်ရပဲတက်မှတ်ပြင်ဆင်နိုင်ပြရာဟိတအဖွဲ့များကကူညီဆွေးနွေးတဲ့တင်ဆက်ပေးပါမယ်။ အင်းလေးဒေသမှာရှိတဲ့ငလျင်ဘေးတင်ရှေးဟောင်းလက်ရအဆောက်အဦတွေနဲ့အင်ဂျီတွေမဖြူပြက်ရပဲတက်မှတ်ပြင်ဆင်နိုင်ရေးပရဟိတဖွဲ့တွေကူညီပေးခဲ့တယ်လို့သိရပါဗျ။ငလျင်ဘေးဖြစ်တော့အားချင်းတော့ရောက်ပြီးစကိုင်းနဲ့မန္တလေးမှာစတင်ကူညီပြက်ပါဗျ။ အဲ့နောက်အင်းလေးကိုသွားရောက်ပါတယ်ဒုတိယအကြော့အနေနဲ့23ရက်နေ့မှာပြန်လာတာပါအိမ်တွေပြန်လဲတက်မဲ့ရေးရက်ရှည်အချိန်ယူဆောင်ရွက်ပေးဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့ရီအားလုံးပေါင်းစု10ပွဲလောက်ရှိပါတယ်လူကြီးစုစုပေါင်း80လောက်နဲ့အကူအညီပေးကြတာဖြစ်ပါတယ်တနေ့ကိုရွာ3ရွာ3ဖွဲ့စီခွဲကူပါတယ်တနေ့ကိုစုစုပေါင်းအိမ်20ဝန်းကျင်ပြန်လဲတက်မဲ့နိုင်ရေးဆောင်ရွက်ပေးဖြစ်ပါတယ်လက်ရှိအချိန်ထိဆောင်ရွက်ပေးတာအင်ဂျင်နီယာကျော်ရှိသွားပါပြီလုံးဝပြိုကျသွားတာမျိုးမဟုတ်ဘဲရိုင်နဲ့တင်းဆောင်သွားတဲ့အိမ်တွေကိုတက်မဲ့ပေးတာပါ တက်တန်းကြပြီဖြစ်တဲ့အိမ်တွေကိုလည်းရှေးမှုလဲရမပြတ်စူးစားတက်မှတ်ပေးပြပါရယ်ဖြိုဝီးမှပြန်ဆောင်ရင်အရင်တိုင်းပြန်ရဖို့မလွယ်နိုင်တော့ဘူးအဲဒါကြောင့်ငွေကြေးကုန်ကြစည်ရိတ်မများပဲရှေးမှုလဲရမပြတ်ပြန်လဲတက်မှတ်နိုင်ရင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်သာသနိကအစားအုပ်တွေဆိုရင်လည်းကျွန်တော်တို့ဆောင်ရွက်ပေးတာအစားအုပ်20ကျော်ရှိပါပြီသာသနိကအစားအုပ်တစ်ခုဆိုရင်ပေးရကျော်တဲ့တစ်ဖက်ကန်းကနေကျိုးတွေဆိုင်ပြီးဆွဲရတယ် ချင်းဘလောက်အလုံး30လောက်သုံးရတယ်လူရင်းရဆိုလည်းအတော်သုံးရတယ်အဲ့လိုနေရာတွေဆိုလူခွဲထားတဲ့အဖွဲတွေပြန်စုပြီးမှအင်အားနဲ့ကုကြရတယ်လို့ကင်းပြင်းနဲ့မြန်ကလေးကနေတွားရောက်ကူညီပေးသူပေးဆက်သူလူမှုကူညီရေးအသင်းဥက္ကဋ္ဌကိုနေလင်းအောင်ကဖြေကြားပါတယ်မိုးရဲရေတွေလည်းကူညီခဲ့ကြပါတယ်ရွှေပါရမီဆရာတော်ဖခင်အရှင်တီဟန်ယနရွှေပါရမီပညာဒါနဦးဆောင်မှုကိုကိုစော်မျိုးလင်ဦးဖြူအမိုးပညာရှင်အဖွဲ့ရဲ့စီစဉ်ညွှန်ကြားမှုကိုစိုးထိုက်ဖတ်တို့ပေးဆက်သူမြန်ကလေးပရဟိတအသင်း မာဂရိတ်ငယ်ပရာဟိတအသင်ကြီးလေးကြီးပရာဟိတအသင်တက်ကုံးပရာဟိတအသင်တက်ကြအနွယ်ပရာဟိတအသင်အနာကက်ကျေပွင့်ပရာဟိတအသင်မြစ်တာရွှေစင်ပရာဟိတအသင်အုတ်တာလူငယ်ပရာဟိတအသင်ရွှေစင်မြစ်တာပရာဟိတအသင်တို့က volunteer တွေရဲ့ကြိုးစားမှုတွေနဲ့စုပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်လို့၎င်းကပြောကြပါတယ်အဆိုပါကူညီမှုလုပ်ငန်းစဉ်တွေကိုပဲခူးတိုင်း၊ကရင်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့ကပရာဟိတအဖွဲ့တွေရက်ရှည်သွားရောက်နေထိုင်ကူညီပေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ 2015ခုနှစ်မှ2024ခုနှစ်အထိမီးလောင်မှုအကျဉ်းရေ18000ကျော်ခန့်ဖြစ်ပွားခဲ့ပြီးကျပ်192ဘီလီယံကျော်ဆုံးရှုံးကတနည်းလျင်လူတရာဦးခန့်သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2015ခုနှစ်ကနေ2024ခုနှစ်အထိမီးလောင်မှုအကျဉ်းရေ18000ခန့်ဖြစ်ပွားခဲ့ပြီးကျပ်192ဘီလီယံကျော်ဆုံးရှုံးခဲ့ကတနည်းကိုလူတရာခန့်သေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပွဲကဖော်ပြတဲ့အချက်အလက်တွေအရသိရပါတယ် မေ9ရက်ကကြာရောက်ခဲ့တဲ့89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နှင့်ဂုံပြူမှတ်တမ်းမှာဒီအချက်လက်တွေကိုဖော်ပြထားတာပါမြန်မာနိုင်ငံတဝန်းလုံးမှာ2015ခုနှစ်ကနေ2024ခုနှစ်အထိမီးလောင်မှုအကျဉ်းရေ18000ခန့်ဖြစ်ပွားခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်192ဘီလီယံကျော်ရှိကအဆိုပါမီးလောင်မှုတွေကြောင့်နှစ်စဉ်ပြန်မြသေဆုံးသူ100ခန့်ထိခိုက်ဒဏ်ရာရရှိသူ200ခန့်ရှိတယ်လို့ဖော်ပြကြမှာပါရှိပါတယ် အလားတူ2024ခုနှစ်ဇန်နဝါရီကနေစက်တဘာအထိမြန်မာနိုင်ငံတဝမ်းမှာမီးအမျိုးအစားအလိုက်မီးဖို့မီး148ကျိန်ပေါ်ဆမီး268ကျိန်အလိုလျောက်မီး18ကျိန်လျှက်စက်မီး352ကျိန်မတမာသူရှုံမီး62ကျိန်တောမီး62ကျိန်တောင်ကျန်းသူရှုံမီး43ကျိန်မိုးကြိုးပြစ်2ကျိန်စုစုပေါင်းမီးလောင်မှု953ကျိန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဆိုပါမီးလောင်မှုတွေကြောင့် အင်ဂျင်အဆအိုး3650တလုံးမှာစက်ရုံအလုံယုံ9လုံး944လုံးမီးလောင်ခံခဲ့ရကြောင်းမီးဝေးသင့်ပြည်သူ8554ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းမီးလောင်မှုတွေကြောင့်လူ86ဦးသေဆုံးပြီးလူ90တရားရရှိကတရိဆန်989កောင်သေဆုံးပြီးငွေကျန်8839တက်တမ39လေးတန်းခန့်ဆုံးရှုံးခဲ့ကြောင်းအစိုးရထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အဲ့ဒါကမီးလောင်တဲ့ရုပ်ကတ်တွေနဲ့ပြပေးပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အိန္ဒိယနဲ့ကင်းမောင်မြင်းတဲ့နေချိန်မှာပါကစ္စတန်ကနှစ်ရက်အတွင်းဒုတိယအကြိမ်မြောက်ဒုံးကျည်စမ်းသပ်မှုပြုလုပ်ဆိုတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပါကစ္စတန်စစ်တပ်ကမေလ9ရက်မှာကီလိုမီတာ120 85မိုင်အကွာအဝေးအထိပြစ်ခတ်ရောက်ရှိနိုင်တဲ့ဒုံးကျည်ဒဇင်စမ်းသပ်ခဲ့ကြောင်းပြောကြားခဲ့ပြီးဒါအိန္ဒိယဗချမ်းမှာရှိတဲ့ကက်စမီးယားဒေသမှာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုတွေမြင့်တက်နေချိန်နှစ်ရက်အတွင်းဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့လကအိန္ဒိယရဲ့ကက်ရှမီးယားဒေသမှာခင်းသွေးတွေကိုတိုက်ခိုက်ခဲ့တဲ့စစ်သွေးကြွတွေကိုပါကစ္စတန်ကထောက်ခံပေးနေကြောင်းအိန္ဒိယကအပြစ်တင်ခဲ့ပြီးနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်တဲ့အိန္ဒိယချင်းနိုင်ငံကြားတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။ အခုဒုံကျည်ပြည်လုံမှုဟာဒုံကျည်ရဲ့ခင်မီပဲထင်းစနစ်နဲ့ပြတ်မှတ်တီးကြမှုတို့ကိုမြင့်တယ်မှုအပါဝင်မြေပြိုဟာမြောက်အခြေအနေတွေနဲ့စစ်သားတွေရဲ့စစ်စင်ရေးဆိုင်ရာအသင့်အနေထားရှိမှုတို့ကိုစိတ်ချတည်ကြစေဖို့ရည်ရွယ်တာဖြစ်တယ်လို့ပါကစ္စတန်စစ်တပ်ကပြောပါရယ်မေ3ရက်ကလည်းပါကစ္စတန်စစ်တပ်ဟာမြေပြင်ကနေမြေပြင်ပြစ်ဒုံကျည်တစင်းကိုစမ်းသပ်ပြတ်လုခဲ့ပြီးအဲ့ဒီဒုံကျည်ဟာ450ကီလိုမီတာမိုင်280အကွာဝေးအထိပြတ်ခတ်ရောက်ရှိနိုင်တယ်လို့ပါကစ္စတန်စစ်တပ်ကပြောကြားခဲ့ပါရယ် ဒါပေမဲ့ဒီဒုံးကျည်စံသက်မှုတွေကိုမြေသိနေရာမှာလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ထုတ်ပြန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရစ်ကလည်းအမျိုးသားကာကွယ်ရေးအတွက်ပါကစ္စတန်စစ်တပ်ရဲ့အပြေးဝပြင်ဆင်ထောက်မှုကိုကြောင်းပြောကြားခဲ့ပါတယ်။အခုလိုအောင်မြင်စွာစမ်းသပ်မှုတွေဟာပါကစ္စတန်မြေကာကွယ်ရေးဟာခိုင်မာမှုရှိကြောင်းပြသနေတယ်လို့လည်း၎င်းကဆိုပါတယ်။နောက်ဆုံးအားသားတဲ့ပုံအနေနဲ့ ယူရိုပါလိမှာပိုဆွဲခဲ့တဲ့အတင်အားချန်ပီယံလိဝင်ခွင့်ပေးသည့်စီးမင်းကိုဖျက်သိမ်းတဲ့သည်ဟုအာဆင်ဝင်းကပြောကြားဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။အာဆင်ရဲ့အတင်းနီးပြဟောင်းဖြစ်တဲ့အာဆင်ဝင်းကဥရောပဘောလုံးအဖွဲ့ချုပ် UEFA အနေနဲ့ယူရိုပါလိပြိုင်ပွဲမှာပိုဆွဲတဲ့အတင်းကို ချန်ပီယံလိဝင်ခွင့်ပေးတဲ့စီးမင်းကိုဖျက်သိမ်းတဲ့လို့ပြောကြားခဲ့ပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာယူရိုပါလိပြိုင်ပွဲမှာပြိုင်ဆိုင်မှုပုံမပြင်းထန်စေဖို့ရည်ရွယ်ပြီး2015-16ရာသီကစပြီး ချန်ပီယံစုရရှိတဲ့အသင်းကိုချန်ပီယံလိဝင်ခွင့်တနည်းအားပေးရခဲ့ပါတယ်ဒီစီမြင့်အတိုင်းကျင့်သုံးခဲ့တာဟာဆယ်စုနှစ်တခုဝင်းကျင်ကြာမြင့်ခဲ့ပြီဖြစ်ပြီးအခုအခါအစိုးရကက UEFA အနေနဲ့ပြန်လည်သုံးသပ်မှုပြုလုပ်တင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။အခုရသည်ယူရိုပါလိပြိုင်ပွဲမှာမန်ယူနဲ့စပါတင်တို့ဘလိုဝဲရောက်ရှိဖို့နှိစက်နေပြီးအင်္ဂလန်ကလပ်အသင်းတသင်းချန်ပီယံလိဝင်ခွင့်တနည်းအားထပ်တိုးရရှိမဲ့အခြေအနေဖြစ်နေတဲ့အတွက်အစိုးရကကိုမေးမြန်းခဲ့ရာ သူတို့ယူရိုပါလိဝင်ခွင့်မဲ့တရိုက်ရရှိတဲ့မှာတယ်။ချန်ပီယံလိဝင်ခွင့်ပေးဖို့မလိုအပ်ပါဘူး။အထူးသဖြင့်ချန်ပီယံလိဝင်ခွင့်9နေရာရရှိထားပြီးဖြစ်တဲ့ပရီးမီးယားလိကအသင်းတွေဆိုရင်ပေါ့ဒီကိစ္စကို UEFA အနေနဲ့ပြန်လည်သုံးသပ်သင့်တယ်လို့ထင်ပါတယ်လို့ပြောပါရယ်။မန်ယူနက်စ်ဘာရိုဟာယူရိုပါလိဂ်ဆီမီဖိုင်နယ်ပထမအကြိမ်မှာဂိုးပြတ်နိုင်ပွဲတွေရရှိထားတဲ့အတွက်ဘောလူပွဲကိုတက်ရောက်နိုင်ဖို့အလားအလာများနေတာဖြစ်ပါတယ်။ လဲပင်ရုပ်တံရဲ့မေလ9ရက်နေ့မနာခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ